ဒီနေ့ကဆွေးနွေးခဲ့တဲ့တတိယဇုံးလေးပါတယ်တတိယဇုံးလေးပါတယ်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်အရင်ဆုံးအဆိုးတွေကိုပဲအရင်ပြောမယ်နောက်ဆုံးကျမှအကောင်းကိုပြောမယ်ပထမဦးဆုံးကျွန်တော်တို့တောင်းဆိုခဲ့တဲ့အချက်တွေကနံပါတ်1ကျွန်တော်တို့အလုံးတဲ့ရက်တွေအလုံးပြည့်ရက်တွေပေါ့နော်ကျွန်တော်တို့တောင်းဆိုမှုလုပ်တဲ့ရက်တွေကို ဆိုခဲ့တဲ့နေရာမှာအလုံးရှင်အနေနဲ့ဟယ်လိုဘလောမခွင့်မပြုနိုင်ခဲ့တဲ့အတွက်ပတ်ဆက်ဖြစ်ပါမယ်ဒါပေမဲ့အဲ့ရက်တွေအဲမှာ14ရက်ပဲ18ရက်နေ့စနေနေ့တော့ line ပိတ်ရအဖြစ်သတ်မှတ်ပေးမယ်အဲ့ဒါဆိုကျွန်တော် ဒုတိယ15ရက်မှာ ပြက်ပြက်လို့ရှိရင်နှစ်တော့အဲ့လိုမျိုးဖြတ်မယ်ဆိုတဲ့ဟောင်းကိုကျွန်တော်တို့ကနှစ်ကိုရာဂိုင်လုံးနဲ့ဖြတ်တောက်တဲ့ပုံစံမျိုးတိုင်းကျွန်တော်တို့တောင်းဆိုခဲ့တယ်ပေါ့နော်တောင်းဆိုတာကိုအလုံရှင်နေနဲ့ကြတော့ဝန်ထမ်းတွေအလုံငန်းခွင့်ပိုင်းမှာထိန်းချုပ်ဖို့အတွက်ကအရန်ခတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကြီးကြတော့သူတို့အဆင်မပြေပါဘူးတဲ့အဲ့ဒီအတွက်ကြောင့်မလို့တတ်နိုင်တယ်လို့ကျွန်တော်တို့တွေကနှစ်ကြိမ်တော့မဟုတ်ပဲနဲ့၄ကြိမ်တော့၄ရက်ခွဲပြီးကျွန်တော်တို့တောင်းဆိုခဲ့ပါတယ် အဲ့ဒါကိုလည်းအလုပ်ရှင်ကနေပြီးတော့သဘောတူပေးခဲ့တယ်အဲ့ဒါဘယ်လိုလဲဆိုရင်ကျွန်တော်တို့အင်ခွင့်ကလွဲပြီးကျန်တဲ့ခွင့်ယူလို့ရှိရင်ပထမတည့်ရက်ကျွန်တော်တို့ပြတ်ခဲ့မယ်ဆိုရင်ရမ်းမှန်လေး၄တောင်ဖြုတ်မယ်ဒုတိယတည့်ရက်ထပ်ပြီးတော့ပြတ်ရင်၄တောင်အပေါင်း8000ထပ်ဖြတ်မယ်အဲ့ဆိုရင်9000ဖြစ်သွားရင်နော်အဲ့ဒါပြင်ဟိုနောက်တည့်ရက်ထပ်ပြတ်တယ်ဆိုရင်9300ထပ်ဖြတ်မယ် ဆိုရင်ဘယ်လောက်ရှိပါလဲ1000လေးတော့ရှိပါပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့တိုးတဲ့တဲက1600ဘောင်ပဲကျန်နေအဲ့ဒီက၄ရက်မြောက်ဖတ်ပြီးခွေးပြတ်တယ်ဆိုရင်အဲ့1600ဘောင်ကိုဖတ်ပြတ်မယ်အဲ့ဒါဆိုရင်အလုံးရှင်ကတိုးပေးထားတဲ့ရမ်းမှန်လေး4000ကိုကျွန်တော်တို့၄ရက်ပြတ်ရင်ကုန်မှာဖြစ်ပါတယ်ပထမပေးထားတဲ့ဟိုရမ်းမပြတ်ခြင်း3000ကတော့ငွေပုံမှန်တိုင်းပဲเนาะ အဲ့ဒါကိုလက်ခံပါသလားမှန်ပါတယ်အဲ့ဒါဆိုရမန်ကြီးက၄ရက်ခံစား권၄ရက်မရှိ၄ရက်ပြတ်သွားတော့လို့ရှိရင်ခံစား권မရှိတော့ဘူးเนาะအဲ့ဒါတွေသင်္ချာတီးတာဖို့လို့ねအဲ့ဒါပြီးရင်ကျွန်တော်တို့နောက်ဆုံးတစ်ချက်ကျွန်တော်ပြောမယ်ဟုတ်ကဲ့တမိုက်ဟုတ်နှစ်ချက်နှစ် မောက်တော့ခွေးပြုတ်မပေးနိုင်ပါဘူးအဲ့ဒီအနည်းဆက်ဆုံးကျွန်တော်တို့ကိုလိုက်ရောပေးခဲ့တဲ့အမောက်ကဘလောက်ဖြစ်မတင်လဲဘလောက်ဖြစ်လဲဘလောက်ဖြစ်လဲပြိတ္တရောက်ထောင်းထောင်းရဲ့အဖြစ် ်ကြီးကတော့မပါသေးဘူး။ထောက်ပံ့ကြီးကတော့မပါသေးဘူး။ဟုတ်တယ်။ဟုတ်တယ်။အော်အဲ့ဒါဆိုရင်ကျွန်တော်ထောက်ပံ့ကြီး3500မှာအရင်အစိုးရထောက်ပံ့ကြီး2000နေပရမစက်ရုံကနေပြီးတော့ပေးထားတဲ့စီဘိုးဆန်ဘိုး400နေအဲ့ဒါတွေမပါဘူးနော်။ပြောလားပြောလား Bora. బాగు తేజ ားမှုပဲမဟုတ်ပါဘူးเนาะကျွန်တော်တို့အလုံသမားတွေရဲ့စီလုံးညီညွတ်မှုကျွန်တော်တို့အလုံရှင်ရဲ့သဘောထားချင်းမှုဒါတွေမှာပြင်ပန်းခံပြီးတော့ကျွန်တော်တို့အတွက် Nike ပေးခဲ့တဲ့မဆန်နေမအောင်လဲကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ပေချာလေးစဉ်းစားပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျေးဇူးတင်တာပါเนาะပြီးရင်ကျွန်တော်တို့ကိုယ်စားလှယ်အကုန်လုံးကိုကျွန်တော်ကအလုံသမားတွေအကုန်လုံးကိုစားကျေးဇူးအများကြီးတင်ပါတယ် ကိုကျွန်တော်တို့စီစဉ်ခိုင်းတာပေါ့နော်။ဒါပေမဲ့ဖတ်ပြောစရာရှိတာကဒီအချက်လက်တွေအကုန်လုံးကိုသဘောတူတယ်နော်။သဘောတူရင်မနှက်ပြန်မနှက်ခုနှစ်နာရီဆိုတာနဲ့လုပ်ငန်းကိုအကုန်လုံးသွားမလားမသွားဘူးလား။အကုန်လုံးအလုပ်ငန်းကိုကိုပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့စူးစမ်းပြီးလုပ်ပေးရမယ်နော်။ ိရှာတွေအနေနဲ့ထွက်ဖို့ခက်ခဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အိရှာတွေထွက်ဖို့ခက်ခဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော့ဒီတိုးထားတဲ့လောက်ခလာသားတွေအကုန်လုံးကို6လပိုင်းမှာခံစားခွင့်ပြုမှာပါဖြစ်ပါတယ်အဲ့ဒါအကုန်လုံးသဘောတူပါလားမှန်ပါတယ်အော်ဒီမှာကြံသွားလို့တော့ကျွန်တော်တို့ပထမစာချုပ်မှာပါတဲ့လုံသက်စုကြီးကလည်းအဲ့စာချုပ်ထဲအတိုင်းထပ်ပေးမှာဖြစ်ပါတယ်